ဘာကြောင့်စာဖတ်ဖို့လိုသလဲလူနဲ့တရိစ္ဆာန်ဘယ်သူတာလဲမေးရင်လူကတာတယ်လို့ဖြေကြတယ်စဉ်းစားကြည့်ရအောင်မြင်းလောက်အပြေးတန်သလားစင်လောက်ခွန်အားကြီးသလားငားလောက်ရေကူးကျွမ်းသလားကြီးကန်းတို့လက်ထားလို့လောက်မျက်စိလှင်လားအဇေရှင်ခွဲလောက်အနက်ခံကောင်းလားကျွန်တော်တို့ကအဖွဲအစည်းနဲ့ဘာနဲ့ညာနဲ့စီးလုံးနဲ့ဘာညာနဲ့မပြောနဲ့ပြားတွေလောက်မစီးလုံးဘူးနော် ပြားတွေဟာတိတ်ဝရိယကောင်းတယ်။ပန်းပွင့်မညှို့ခင်မနဲ့စောစောကလေးကလုံးလာဆိုင်ပြီးအလောလောတယ်။ပြားတကောင်ဟာပန်းဝိရီကိုတွေ့လာရင်တည်င်းလာပိုးတယ်။သူကဦးဆောင်ခေါ်သွားတယ်။နောက်ကပြားတွေကလည်းထက်ချက်မကွာလိုက်တယ်။သူတို့ယူလာတဲ့ဝိရီကိုတူလောင်တဲ့နေရာမှာအတိတကျထားတယ်။ဘယ်ပြားကမှမခိုးဘူး။ပေါန့်ခိုးမချဘူး။ကောင်းလိုက်တဲ့ပြီးစား ရှင်းလျှောက်လို့ရအောင်လမ်းချန်ပေးထားတယ်။သူများတော်လန်းပိတ်မထားဘူး။လူတွေလိုဘယ်သူတည်တည်ပြီးရောဆိုတဲ့စိတ်ယုံမရှိဘူး။ပြားအုံကိုထည့်ရင် အသေးခံကာကွယ်တယ်။ကြည်စမ်း။ပြားရိနိုင်ငံတော်သည်ဘယ်လောက်အားကျဖို့ကောင်းလဲ။ဘယ်လောက်အတူယူဖို့ကောင်းလဲ။ကောင်းပြီဆက်စဉ်းစားကြရအောင်။လူတွေဟာတရိษံတွေထက်ဘယ်နေရာသာတလဲအဖြေထုတ်ကြည့်ရင်၃မျိုးပဲရှိတယ် နံပါတ်၁အလှအပကိုခန်းစားတတ်ခြင်းဖန်တီးတတ်ခြင်းနံပါတ်၂ကိုကျင့်တရားရှိခြင်းနံပါတ်၃ကြိုးကြောင်းစင်ချင်နိုင်ခြင်းဉာဏ်ပညာရှိခြင်းလူတွေဟာအလှအပကိုခန်းစားတတ်တယ်ဖန်တီးတတ်တယ်သရိစံတွေမှာကိုကျင့်တရားမရှိဘူးကြီးနိုင်ငယ်ညင်းနေမကောင်းတာကောင်းတာသူတို့မသိဘူးကိုကျင့်တရားဆိုတာလည်းမရှိဘူးလူတယောက်မှာကိုကျင့်တရားမရှိရင် တရိစ္ဆာန်နဲ့မခြားနာဘူးကြိုးကြောင်းစင်ချင်ញံပညာကြီးတယ်ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်ကိုထက်အားကြီးတဲ့စင်ကိုခြုံပေါက်ပြီးတစ်ဆွဲခိုင်းတယ်မြင်းကိုပချုပ်တက်ပြီးခွာစီတယ်လှဲတက်ဆွဲခိုင်းတယ်ရေကူးကြွားတဲ့ငါးကိုငါးများချိန်နဲ့များတယ်ပိုက်နဲ့ဖမ်းတယ်ကိုထက်စီလုံးပါတယ်ဆိုရဲပြားကိုဖွတ်စားတယ်။ဒါပါလို့လေ လူတွေကတရိတ်ဆန်တွေထဲအကျိုးအကြောင်းဆင်ခြင်နိုင်လို့ဉာဏ်ပညာကြီးလို့ပေါ့လူတွေကတရိတ်ဆန်တွေအပေါ်လွှမ်းမိုးနိုင်တာဟာဉာဏ်ပေါ်ကြီးလို့ဒါဆိုရင်လူအချင်းချင်းရောတေချာစဉ်းစားကြည့်လူတွေမှာလည်းပညာကြီးတဲ့လူကပညာနဲ့တဲ့လူကိုလွှမ်းမိုးနိုင်မှာပေါ့သူများနိုင်ငံမှာသွားပြီးပညာသင်ရတယ်သူများနိုင်ငံမှာသွားပြီးအောက်ကျုပ်ခံအလုပ်လုပ်ရတယ်သူတို့လောက်ငါတို့ပညာမတက်လို့ပဲ။ ဒါကိုဒိုးနိုင်ငံကလူတွေက အခုချိန်ထိပညာကိုတံပိုးထားရကောင်းမှမသိဘူးအမြင်ကျဲတဲ့သူကအမြင်ကျင်းတဲ့သူကိုလွှမ်းမိုးနိုင်မှာပေါ့အဲ့ဒီတော့သူများလွှမ်းမိုးတာမခံရအောင် သူများကောင်းမွန်ဖြစ်တာမခံရအောင် သူများလူလဲကြတာမခံရအောင်သူများအနိုင်ကျင့်တာမခံရအောင်ပညာတက်ဖို့အမြင်ကျဲဖို့အသိပညာရှိဖို့ဘ ਹੁ တုတ္တရှိဖို့လိုတယ်ဘာလို့ရမလဲစာဖက်ရမှာပေါ့ စာဖတ်တယ်ဆိုတာသူများအမှားကိုဆက်မမှားအောင်လုပ်တာသူများအတွေ့အကြုံကိုအတွေ့အကြုံအဖြစ်ရယူတာစာဖတ်တဲ့နေရာမှာ အုံနောက်ကိုခွန်အားဖြစ်စေမဲ့စာမျိုးများများဖတ်ပါဘဝကို အုံနောက်ကဦးဆောင်တာအသိပညာရစေမဲ့စာရင်းများများဖတ်စေချင်ပါတယ်ဆရာကြီးဦးအောင်သိန်း